အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာပရလောကဂန္ဓရာဇလံကောင်းလေးများပျော်ပြတင်ဆက်ပေးဖို့အချိန်ရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီကနေ့ညမှာတော့စာရေးဆရာအောင်ယူစီရေးသားထားသောအယူသူတော်နေထိပ်ပြောင်ပြောင်တစီကြီးဆိုတဲ့ဇလံလေးအစအဆုံးကိုပျော်ပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာမနက်ခင်းချိန် ြည်သာရွာရဲ့ဇေဒံကလေးစီမှာအဖြစ်ပြက်တစ်ခုကိုတတတို့ပြောဆိုနေကြတယ်။ဇေဒံကလေးကရွာဇေဒံကလေးဇီးဆိုင်ကလေးတွေက၄၅၀ဆိုင်ပဲရှိတာ။ဒါပေမဲ့တရွာလုံးကအခုလိုမနက်ခင်းအချိန်ပိုင်းဆိုဇေဒံကလေးစီမှာစုပြုံရောက်ရှိပြီးဇေဝတ်တမှုပြုရင်စကားသမီးပြောဆိုတတ်ကြတယ်။အခုကညာတုံးကနွားပွဲစားထင်ကျော်လို့ရေကုန်းရွာကနေနွားဆွဲပြီးပြန်လာကြရင်ရေကုန်းနဲ့သူတို့ပြည်သားအကြကတုတ်တန်ပြက်စီမှာတုံခဲ့ရတဲ့အဖြစ်ပြက်ကို အခုမနေ့ဈေးတန်းစီမှာ ပြန်ပြောင်းလို့ပြောဆိုဖြစ်နေကြတာပဲဖြစ်တယ်။တကယ်ပါတော့ကိုထင်ကျော်တို့လူစုညာတော့ကသူတို့ကြုံခဲ့ရတာကိုပြန်ပြောပြတာ။ကျုပ်ဖြည့်ချက်သိမ်းတစ်ဖြန့်ဖြန့်ကိုထားလို့ပဲ။အဲ့ဒီလူကြီးကထိပ်ပြောင်ပြောင်ကြီးတဲ့တော်ကြီး။အရက်ကြီးကလည်းအခြေကြီးပဲတဲ့။ပြီးတော့အုတ်ကူပြက်တွေပေါ်ကနေသူတို့ကိုရဲပြောင်းနေတာဆိုပဲ။ညာတော့ကထင်ကျော်တို့ပြောပြတာကိုကိုတိုင်ကိုကြနားထောင်ခဲ့ရတဲ့မိမတယောက်ကပြောလာတယ်။ကြားတာနဲ့တင်တကယ်ကိုချက်သိမ်းထားမိတယ်မိဖို့ရဲ့။ ဟုတ်တယ်ဆိုမိရှုရင်ငါသာဆိုအဲ့နေရာမှာရင်လဲတည်သွားမလားမသိပဲကိုထင်ကျော်တို့ကအဲ့လူကြီးကိုတွေ့တော့ဘာလို့ခဲကြသေးတော့ဘာလို့ရမလဲတော့သူတို့ကလည်းအရက်ကလေးကခက်ထွေတွေဆိုပေမဲ့အခုလူကြီးကျုံလာတော့အစားကတော့သုံးယောက်သားကြောင်ပီးကြည့်နေမိကြတာတဲ့လေပြီးလဲပြီးတော့ဟိုးကပါဇက်ကြီးကဝူဝါအော်ပြီးအုပ်ခုဘောကနေဆင်းလိုက်ရောတဲ့အဲ့တော့ထွက်ပြေးကြတာဆွဲလာတဲ့နွားတောင်ကြံရိတ်ခဲ့တယ်လေအခုမနဲ့မှသွားဆွဲကြတယ်လေ မိမတွေအားလုံးမရှင်မရဲပုံစံတွေဖြစ်ကုန်ကြတယ်။ပြီးတော့အကြောင်းတွေကဆက်ဆက်ပြီးနောက်ထပ် နောက်ထပ်အကြောင်းတွေကိုဆက်လက်ပြောပြကြတယ်။နေ့လယ်ပိုင်းအချိန်ထင်းကျော်တယောက်မင်းကဝယ်ယူလာတဲ့ရေကုန်းရွာကနွားကိုအခုမနက်မှလူစုပြီးတုတ်တန်စီကနေတွားဆွဲလာခဲ့ကြတယ်။နွားကတုတ်တန်ထဲမှာပျောက်နေသေးလို့လိုက်ရှာကြရသေးတယ်။ဒါကြောင့်နေတော်မြင်သွားပြီးခုနကမှပြန်ရောက်ကြရတယ်လေ။ရောက်ချင်းမှပဲနွားကိုအင်ဝင်ဝစီမှပဲရေချိုးပြီးပြီး တယောက်ကင်မိုးရင်နဲ့ပဖျန်းကမမှုတ်တာပြီးပြန်တတာပြီးလုံနေတယ်။သူ့ပေါင်းတင်ဖြစ်တဲ့ငထုံးနဲ့တင်ဝင်းတို့ကလည်းလောက်ကူကန်ပြေးနေကြတယ်။ထင်းကျော်ကြီးထင်းကျော်ရာခေါ်တန်ကြောင့်ထင်းကျော်ထူရင်လှက်ကြည့်မိတယ်။ရွာတောင်ချီကဦးမေမောင်ကိုခေါင်းပေါင်းကြီးပေါင်းရက်သားတွေးလိုက်ရတယ်။ဒီလူကြီးကတောင်ချီစီမှာတယောက်ထဲနေတဲ့သူဖြစ်ပြီးရွာလေးကိုတော်ရုံတန်ရုံရောက်မလာတတ်ဘူး။အခုမှဘဲကဘလို့အာယုံရပြီးရောက်လာတယ်မသိဘူးရဲ့လို့ထင်းကျော်တွေးမိလိုက်တယ်။ ဦးငွေမောင်ကထင်းကျော်တို့အနောက်ကိုရောက်လာတယ်။တင်ဝင်းကဦးလေးငွေမောင်မလာစဘူးအလာထူးလို့ပါလား။ဘဲကဘလို့ရောက်လာတာရော။ဘာရှိလို့ရော။ဟေးရွာလေးကိုလာရင်ထင်းကျော်စီကိုကိစ္စရှိလို့ဝင်လာတာကွာ။ဦးငွေမောင်ကစကားကိုစံပြောပေး ရေချိုးပြီးစားထင်းကျော်တို့လက်ထဲကနွားကိုကြည့်တယ်။မင်းတို့ညာကတုတ်တန်ဟောင်းမှာတစ်စီလိုက်ခံရလို့ဆို။ဟွန်းဟုတ်တယ်လေးလေးရ။ဘလို့ဖြစ်တာရော။ မပြောချင်းပါဘူးလေးလေးယာကျုပ်တို့မနေက ရေကုန်းကဘိုးလင်းငဝင်းစီနွားသွားဝင်တာဟိုရောက်တော့ဘိုးလင်းငဝင်းကတစ်ဖက်ရွာသွားတယ်ကျုပ်ကလည်းနွားကိုကြည့်တော့ကြိုက်တာနဲ့အရဝင်မယ်ဆိုပြီးတော့စောင့်လိုက်တာဘိုးလေးပြန်လာတော့နွားကရောင်းဝယ်တဲ့ခဲ့တယ်အဲ့ဒါနဲ့လာလဲတာနေတော့မနက်မှတစ်ခေါက်ပြန်မနေတော့ဘူးဆိုပြီးနွားပါတစ်ခါလေးဆွဲပြီးတော့ပြန်လာကြရင်တုတ်တန်ဟောင်းသားရောက်တော့ထိပြောင်ပြောင်လူကြီးတယောက်ကလမ်းဘေးကအုပ်ကူပြက်ပေါ်မှာထိုင်းနေရဟုတွေ့ရတယ်ပထမတော့ကျုပ်တို့လည်းအဲ့ဒီလူကြီးကိုတာမန်ထင်တာပေါ့ ီးတော့မှဘဲဟုတ်မလဲလေးလေးရာလူကြီးကကျုပ်တို့ကိုရေပြာရင်တဖြည်းဖြည်းကြီးလာပြီးနည်းနည်းနှောကြီးဖြစ်လာတာမဟုတ်ဘူးပြီးတော့ကျုပ်တို့ကိုအုပ်ကိုအပေါ်ကနေဆင်းလိုက်တော့တာပဲအဲ့ဒီမှာရင် ကျုပ်တို့လည်းအလန့်တကြာပြေးရရတာနွားတော်ဂူမနဲ့မှသွားဆွဲလာတာခုနကမှပြန်ရောက်တယ်အင်းဦးမေမောင်ကအင်တလုံးပဲပြောပြီးနွားကိုအသေးစားကြည့်နေတယ်။ကိုကန်ကြီးဒီကန်ကြီးလုံနေတယ်။ထင်ကျော်ကဒါရီလေးကဒါရင်ကိစ္စကဘာကြီးလုံးဗျာ ငါဒီနွားကိုပြန်ဝေခြင်းလို့ကွာထင်ကြော်တို့အလိုမင်းအော်သွားကြတယ်တင်ဝင်းကလေးလေးမှလေးလေးပါလိမှမရှိပဲနွားဝယ်ပြီးဘာလုံးမလုပ်တော့ပြလို့မေးလိုက်တယ်ဒီခါဥငွေမောင်မျက်နှာတစ်ချက်ကွက်ခနေပြတ်သွားတယ်တင်ဝင်းအမေကဟုတ်နေတယ်ဥငွေမောင်ကလဲမရှိဘာမရှိရဲ့အပြင်နွားနဲ့လဲဖလဲတလင်းလောက်ကైတတဲ့သူမဟုတ်ဘူးအခုနွားကိုဘယ်အတွက်ဒါဝယ်ရဲဆိုတာသူတို့တွင်းများတော့မေးမိတယ်အေးငါလောက်ဆရာရှိလို့ကွာ ။ငွေမောင်ရဲ့ဖြည်တဲ့ကမတင်မကြနဲ့ထင်ကျော်ကဒီနွားကဆိုင်နွားဖြစ်သွားပြီလေးလေးရ။ဟေးဘလို့ဆိုင်နွားတော့။ငွေမောင်ကနားမလဲလို့ပြန်မေးတယ်။ဒီခါဘာတို့ကဆိုင်နွားဆိုတာကဝယ်လဲနဲ့ရောင်းဝယ်လို့ဖို့တိတိဆိုင်ဆိုင်ပြောထားပြီးပြီလို့။ဟေးငွေမောင်ကနွားကိုသူဝယ်လို့မရတော့ဘူးဆိုပြီးနှမျောတတ်တတ်စွာနဲ့ကြည့်တယ်။လေးလေးကဘာအတွက်လူကျင်တာလဲ။ကျုပ်တို့ထက်ချပေးမယ်လေ။ ရဘူးကွာဒီနွားမှဒီနွားပဲဘလို့ကြောင်တော့လေးရဟိုဘက်ကလည်းပြုတ်ပြီးပြီဖြစ်နေတော့ဖြစ်နိုင်တော့ငါလိုချင်မိတယ်ကွာထင်ကျော်ပြောတော့မဆုံးသေးဘူးဥငွေမောင်ကထားပြောလိုက်လေထင်ကျော်တပြင်းကိုချပြီးကြံတဲ့နှစ်ယောက်ကိုကြည့်မိတယ်သုံးယောက်စလုံးဘလို့လုံးကြမလဲဆိုရဲအကြည့်တကယ်တည်းမှာဒီနွားကိုတစ်ဆိုင်ပြီးပြောထားတာကအမှန်တစ်ဖက်ကုန်းပေါင်ရွာကနွားချော်အကောင်းကိုအချာခိုင်းထားလို့သူတို့လိုက်ချထားခဲ့တာပါ မင်းတို့ကိုငါပြောမယ်ကွာဥွင့်မောင်ကပြောလာတော့ထင်ကြော်တို့အကြည့်တွေကဥွင့်မောင်စီကိုပြန်လဲရောက်ရှိလာတယ်တကယ်တော့ဒီနွားကငါကရေတရာရှိဖို့ကွာအိမ်မောင်မွေးထားရမယ်နှုတ်ရင်ငါအတွက်အသက်အန္တရာယ်ထိခိုက်ရင်ရှိတယ်တဲ့ကွာဗျာအဲ့လိုလားအေးပါဆိုကွာဒါနဲ့တခြားနွားကဘာလို့မရတာလဲတခြားနွားနဲ့ရေတရာရှင်ရောရတာပဲမဟုတ်ဘူးလားမရဘူးကွာသူကပထမဆုံးမြင်တဲ့ ထိတ်ကြားထိတ်ကွက်နွားကိုရယူရမယ်တဲ့အဲ့နွားနဲ့ပဲရေတရာချီရမယ်ပေါ့ဟွန်းဘလို့ကြီးလဲမသိဘူးနော်ထင်ကျော်ကရေဟုတ်လိုက်တယ်ဟေးငါလဲမေရိုစီကိုနွားချပေးဖို့လားပြောရင်ဒီနွားကိုမြင်တော့အကျိုးကြောင်တိုက်ဆိုင်သွားတာကွာထင်ကျော်ရာလှုပ်ဆမ်းပါဟွန်းအဲ့လိုဆိုတော့လေထင်ကျော်တို့၃ယောက်တယောက်မျက်နှာကိုတယောက်ကြီးအောင်ကြတယ်ပေါ့စည်းထက်ပိုးပေးပါမယ်ကွာဦးမေမောင်ကထပ်ပြောလာတော့ ထင်ကြော်လို့မငင်းနိုင်တော့ဘူး။ဒါဖြစ်တော့ရောင်းမဲ့လေးလေးဟာ။အေးအဲ့လိုလုပ်ပါကွာ။ဦးငွေမောင်တရားကိုသူ့လိုချင်တဲ့နွားကိုရောက်ပြီးမှဝမ်းသာသွားလေတယ်။ချက်ချင်းပဲငွေချင်းတယ်။ပြီးတော့နွားကိုဆွဲပြီးပြန်သွားတော့တာပဲ။ဒီကနေတပတ်အကြာမှတော့အာထင်ကြော်တယောက်ညာပိုင်းချိန်ဝမ်းစီကရုတ်တရက်ရခနေရခနေဖြစ်ခဲ့ပြီးအိယာစီကနိုးလာရတယ်။ဒီခါမှာပဲဝမ်းစီက တကြုံကြုံနဲ့ရင်းနာလာတယ်။ညာတော့ကတာစီမြို့ပေါ်ကိုသွားရင်အပြန်လမ်းမှာထန်းရည်ဝင်တော့ဖြစ်ခဲ့တယ်။အခုတော့ထန်းရည်တွေရဲ့တကူကပြပီထင်ပါရဲ့။ထင်းကျော်အိယာကထားလိုက်တယ်။အင်အောင်စင်းပြီးတဘူတဘာသွားဖို့အင်တာဘက်ကိုထွက်လာခဲ့လိုက်ပြီးတိတ်ဆောက်ကိုဖြစ်ချင်းလိုက်တယ်။အင်တာရဲ့ရောက်တာနဲ့ဝန်တွင်ကရင်းနာနေတဲ့အပုပ်ဆက်တွေကဒလဟောချဆင်းလာတယ်။ခဏကြာတော့ဝန်တွေးစီကရင်နာမှုကအတော်တက်တာသွားပြီးတန်ရှေးလုပ်ပြီးအင်တာအပြင်ကိုထွက်လိုက်တယ် ပစိုးကိုပြင်ဝစ်ပြီးအင်စီကိုရှင်းလန်းဆောက်လိုက်တယ်။ဟင်အနောက်ဘက်ကရုတ်တရက်ထွက်ပေါ်လာတဲ့ရှည်တံကြောင့်ထင်ကျော်ချာကနေလှည့်ကြည့်လိုက်တယ်။ဟာဖိတ်ဖိတ်ပြောင်ကြီးအင်သာနောက်ဘက်စီမှာသူတို့တုတ်တန်ဟောင်းမှာတွေ့ခဲ့ရတဲ့အရက်ချီချီဂလာဂလာရက်နေတဲ့ဖိတ်ပြောင်တစီကြီးအနီးကမြင်ရပါမှမျက်နှာကြီးကမျက်ကွင်းခွက်ခွက်ပါဆက်နာဆက်ကြီးကျနေပြီးဖိတ်ပြောင်ပြောင်ကြီးနဲ့ကြောက်စရာကောင်းလုံးနေတယ်။ ီအချိန်မှာတော့တုတ်တန်ကုန်းကလိုတဆေကြီးကထင်းကျောက်ကိုရင်မုံပြတော့ပဲစူးစိုက်ဆိုင်နဲ့ငိုင်းတူတူကြီးကြည့်နေတယ်။ထင်းကျော်လေးရုတ်တရက်တော့ဆုံးအားနေမိတာပေါ့။နောက်တော့မှသတိဝင်လာရပြီ။အာတတဆေကြီးတဆေထိတ်ပြောင်ကြီးတော့ရင် AC ကိုကဆုတ်ကမျိုးထွက်ပြေးပါတော့တယ်။အိမ်ထဲရောက်တော့အိမ်သားတွေအကြောင်းကိုဝင်တို့ပြီးဆောင်းကူကောင်းမှုရှုံရင်တဆက်ဆက်တုံရင်နေပါတော့တယ်။သူ့ရဲ့အဟိတန်ကြောင့်နိုးလာရတဲ့အိမ်သူအိမ်သားတွေနဲ့ အင်းနီနာချင်းတွေကထင်ကျော်ကိုဝိုင်းဝန်းမေးမြန်းကြတယ်။ထင်ကျော်ကထိပ်ပျောက်တဆေကြီးလို့သာတွင်တွင်ပြောရင်းဆောင်ကူတာတင်းတင်းချုံရင်တုံရင်နေပါလေတော့တယ်။ဒီကနေနောက်တနေ့မှာတော့ထင်ကျော်တယောက်ဇနီးတဲ့နယ်တိုင်ပေပြီးရွာဦးကျောင်းစီကိုပြေးလို့သင်ငန်းစီးခဲ့ပြီးအချိန်တေစပါနာဆိုတဲ့ဘွယ်ကိုခံယူလိုက်ပါတော့တယ်။ကြီးသာရွာထဲမှာညာဘက်ဆိုလူသူတွေအပြင်ကိုမထွက်ရခဲ့တာကတလားတင်းတင်းပြေးတော့မယ်။အကြောင်းကတော့ညာဘက်ဆိုရင်ထိပ်ပျောက်တဆေကြီးကတောင်းကျမ်းလုံးနေတာကြောင့်ပဲ။ ဒီတလာအတွင်းမှာဖြစ်ပျက်ခဲ့တာတွေကလည်းတကယ့်ကိုသိပျက်စရာပဲပထမဆုံးရွာထဲမှာထိပ်ပျောင်တစ်စီကြီးကိုစတင်မြင်ရတာကနွားပွဲစားထင်ကျော်သူကထိပ်ပျောင်ကြီးနဲ့送ပြီးတာနဲ့သင်္ကန်းစီးသွားခဲ့တယ်ဒုတိယအကြိမ်ကြုံရတာကတော့ငွေစစ်ဆိုတဲ့အပြူမာလီညဘက်အချိန်တပူတပားထားသွားရင်အိမ်နာရက်နေတဲ့တစ်စီကြီးကို送ပြန်တယ်ငွေစစ်တယောက်နေရာမှာရင်သတိလေသွားခဲ့ရတယ်နောက်ထပ်ထက်ကြုံတာကကြအရသမားဝင်းလှိုင်သူကတော့ထုံးစံအတိုင်းအယံမူပြီး ရွာလမ်းမှာလေထိုးအိတ်နေတော့ထိပ်ပြောင်ကြီးကအပေါ်ကနေမူပြီးသူ့ကိုစိုက်ကြည့်နေရတာကိုခံလိုက်ရလေတယ်။ဝင်းလိုက်ခမရတောက်ထားတဲ့အရက်တွေဘယ်စီရောက်တယ်မှမသိအမူးစိတ်တွေကြက်ပြောင်ခက်ပြောက်ကိုပျောက်လို့ငေးတဲ့ပေါင်းအဟိရင်ပြေးရလေတယ်။ပြွာလုံးလဲသူ့ဖြစ်ရကြမှာဩဃတောင်းနေကိုဖြစ်ကုန်ကြရတယ်။ဒီကနောက်ပိုင်းမှာတော့ရွာထဲမှာညာရင်းညတာအပြည့်ထွက်သူတိုင်းတယောက်စနှစ်ယောက်စဆိုထိပ်ပြောင်တစ်စီကြီးချောင်းလန်တာကိုခံရတော့တာပါပဲ။အခုနောက်ပိုင်းမှာတော့ပြည်သားတွေအလုံး ညနေပိုင်းအချိန်မှာပဲပြင်ပကကိစ္စဝိစာတွေကိုအပြီးပြက်လုံဆောင်လို့မှောင်တာနဲ့အိမ်ထဲမှာသာနေကြရတော့တာပေါ့သူတို့တယောက်ယောဂီရဲ့အတွင်နဲ့ဇီဒီကလေးမှာတမထထိုင်နေမိတယ်ဒီအချိန်မှာသူရှိအောင်စီကိုနောက်ထပ်ယောဂီဝင်တဲ့လူကြီးတယောက်ရောက်လာခဲ့ပြီးမလန်မကန်းစီမှာထိုင်နေတယ်အတန်ကြာတော့သူတို့တယောက်မြေဝန်းတွေဖွင့်လာပြီးတမထဖြုတ်လိုက်တယ်သူတို့သူတို့အတန်ကြာရောက်စီကိုကြည့်လိုက်မိတော့သူ့ဆရာဦးစာဒီကြီးကိုလှမ်းတွေ့လိုက်ရလေတယ် အာပါကြီးဘဲကဘလူများရောက်လာရတာလေသူတော်ပြောရင်ထိုင်အားထပြီးလှမ်းသွားလိုက်တယ်အရေးကိစ္စတခုရှိလာလို့သူတော်ကြီးဘာများလဲပါကြီးသူတော်ဦးစတီကြီးရဲ့အနားစီမှာဝင်ထိုင်လိုက်တယ်ဒီလိုသူတော်ဦးစတီကြီးကထပ်ပါအတိုင်းအဆရှိပြီး အကြောင်းတစ်ခုကိုပြောပြလာလေတော့တယ်ဦးမောင်နေတယ်အသက်က90တန်းနဲ့ရောင်းနေပြီဖြစ်ပေမဲ့အိမ်တော်မှမရှိဘူး လူပုံစံကနှစ်ဖူးပြောင်ပြောင်အရက်ခရှိရှိနဲ့သူကကြောက်ဆုံရွာရဲ့လူချမ်းသာစင်းဝင်တယ်။သူပိုင်ဆိုင်တဲ့လဲတွေရာတွေဆိုတာလေအတော့အူများတယ်။ပစ္စည်းတွေစုဆောင်တာကလည်းများတယ်။တရက်သားမှတော့ဦးမောင်နီဟာတစ်ဖက်ရွာကမိငယ်ဆိုတဲ့မိငယ်နဲ့နှစ်ဦးနှစ်ဖက်ချစ်ခင်ဆုံးမပြီးအိမ်ထောင်ပြူသွားခဲ့တယ်။ဦးမောင်နီကလည်းမိငယ်ကိုချစ်လွန်းတယ်လို့မိငယ်ကလည်းဦးမောင်နီကိုအဖေတယောက်လိုဦးလေးတယောက်လိုချစ်ခင်တွေ့တာတယ်။မိငယ်ဟာအိမ်မှုကိစ္စတွေကိုနိုင်နေတယ်။ဘာသာတရားပတ်တော်အားနည်းတတ်တယ်။ ။ဥမောင်းနေကတော့ဘာသာတရားကိုအရေးတထားအမြင်ရှိတယ်။ဖျားဆိုလေတေးသေးချာချာဆုံးကတ်တေးသေးချာချာရှိခိုးတတ်သူအလူတန်းဆိုရင်လေသူ့လောက်ရရောတတ်သူ ရှိမှန်မထင်ဘူး။သူတို့အိမ်ထောင်သက်နှစ်နေမပြည့်ခင်မှာတော့ဥမောင်းနေကရုတ်တရက်တိမ်ပါသွားလေတယ်။ဥမောင်းနီတိမ်ပါတော့မိငယ်ဟာကြံရစ်တဲ့ပစ္စည်းတွေကိုပိုင်စားရတယ်လို့အများကထင်ကြတယ်။တကယ်တမ်းကျတော့မိငယ်ရတဲ့ပစ္စည်းတွေဆိုတာက သုံးပုံမှတစ်ပုံတည်းရဲ့။ကြံတဲ့နှစ်ပုံကိုဥမောင်းနီက မိငယ်နဲ့မရခင်ကလေးကတူတူသေးသေးနဲ့ဟွက်ထားခဲ့လေတယ်။ဒီအကြောင်းကိုမိငယ်ကရိပ်မိသိရှိထားပြီးဥမောင်းနေတဲ့ကနေ့အချိန်မှာမင်းမြန်ပြင်မဲ့ရေရာတဲ့အဖြေကိုမရရှိခဲ့ဘူး။ဒီအတွက်ကြောင့်မိငယ်ဟာဆွေမျိုးနီးစပ်တုံးဆက်သူတယောက်ရဲ့အကြံပြုမှုအတိုင်းတည်ဆုံသွားတဲ့ဥမောင်းနေကိုကျွလို့ခွင့်မရအောင်လှုံ့ဆော်လေတယ်။ပြီးတော့ဥမောင်းနေကိုဝိညာဉ်ချုံးမဲ့စီရင်တွေလုပ်တယ်။ဒီလိုလှုံ့ဆော်ပြီးအောင်မြင်တဲ့အခါဥမောင်းနေရဲ့ဝိညာဉ်ကိုမင်းမြတ်မဲ့ဆိုတဲ့ရွေချက်ပေါ်။ဒါပေမဲ့လေမိငယ်ကန်ဆိုးခဲ့တယ်။ နှစ်ပတ်လောက်ကြာမှအစီရင်ပြုတ်နေရင်တညနေမှချောင်းထဲရေစင်းချိုးရင်ရင်နေပြီးမိငယ်လေဆုံးတယ်။ဒီခါဦးမောင်နေအတွက်ဝင်းညင်ချုပ်တဲ့အစီရင်ကမောင်မြင်တော့ပင်မဲ့ကျုပ်လုခွင့်မရအောင်လှူထားတဲ့အစီရင်ကအောင်မြင်သွားပြီးတစ်စီကြီးအဖြစ်နဲ့ကြီးနေသေးတော့တယ်။တစ်ဖက်ကမိငယ်ကတော့လောဘစိတ်မောဟစိတ်တွေရောပြုံပြီးတေဆုံသွားခဲ့ရတာမူပရိသတ်ဘုံကိုရောက်ခါနှစ်ထီလေးအဖြစ်ဝင်စားရတယ်။ဒီလိုရေဖြစ်ကုန်တော့တစ်စီကြီးဖြစ်နေတဲ့ဦးမောင်နေကြီးဟာသူရင်ဘွားကဇနီးတော်ဆက်ဖူးတဲ့မိငယ်ဝင်စားရာ ွားကလေးအနီးမှာတန်ရုံးစင်မကုန်နိုင်ပဲနဲ့နေထိုင်ရင်းရှိနေပေးခဲ့တယ်။အခုတော့နွားကလေးကိုရောင်းချရာကနေတဆေကြီးဥမောင်းနေရာထွက်ပေါ်လာပြီးနွားကလေးကိုသူ့စီခေါ်ထားဖို့ကြိုးစားတယ်။မောင်မြင်မဲ့သတင်းကြီးသွားခဲ့တယ်။အခုတော့ပြည်သားရွာနားမှာတူတူသေးသေးနေနေတယ်။အောင်လဲတယောက်ဟာဒီအကြောင်းတွေကိုတဆေငယ်တကောင်ကြောင့်အကြောင်းစုံသိသွားခဲ့တယ်။ဒါကြောင့်ဥစ္စာကိုမမောစိမ့်နဲ့နွားကိုမရမကဝယ်ပြီးတဆေကြီးဥမောင်းနေကိုချုပ်ကင်ဖို့ကြိုးစားနေလေတယ်။တကယ်လို့သာတဆေကြီးကိုချုပ်ကင်နိုင်သွားရင် ူဝယ်ထားရတဲ့ပစ္စည်းဥစ္စာတွေကိုအောင်လန်းကောင်ကအပိုင်စားရသွားမေဒါဆိုရင်မြင်းကိုဂျိုတက်တယ်လို့ကြားကိုအတောင်ပံတက်တယ်လို့ဖြစ်သွားပေတော့မေအောင်လန်းပညာဆိုတာမျိုးမှလည်းအထက်လန်းပညာရက်လို့ပညာချက်တွေကကောင်းပြီမေညင်ဝဲပညာခံဖြစ်တာကြောင့်တင်ယူသူဟာသူကိုယ်တိုင်ရဲ့ဂျိုပန်မှုနဲ့တက်တလုံးချမ်းသာနိုင်ဖို့အခွင့်မရှိလေဘူးတင်ယူသူဟာတက်မြောက်ပြီးနောက်ပိုင်းသူချမ်းသာဖို့အတွက်ကိုနည်းမျိုးမျိုးနဲ့စူးစမ်းရင်ပြည့်ညတ်ထားတာတွေကိုစီပေါင်းမိကြတယ်ဒီဟာကြရင်တော့ချမ်းသာဖို့အခွင့်ရှိလေတယ်သူတော့ မင်းသူ့ကိုတွားရောက်ပြီးတားမြစ်ရမယ်။ပြီးရင်တစေကြီးဦးမောင်နေကိုလည်းကူညီရမယ်။ဆရာဖြစ်သူဦးစာဒီကသူ့ရောက်လာခဲ့ရတဲ့အကြောင်းအရာတွေကိုအလုံးစုံပြောပြပြီးစကားကိုအဆုံးသတ်လိုက်ရှိပြီးသူတို့သဘောပေါက်ပါပြီ။ဘယ်ကိုတွားပြီးဘယ်လိုလုံးဆောင်ရမယ်ဆိုတာသူတို့ကိုပြောပြပါ။အင်းလာမဲလာပြည့်ရက်မတိုင်ခင်ပြည်သာဆိုတဲ့ရွာကိုအရောက်သွားပါ။လာပြည့်မတိုင်ခင်ရောက်ရှိမှအချိန်မီလိုက်မယ်သူတို့။ဘာကြောင့်လဲဆိုတော့အဲ့ဒီရမှာ တဆေကြီးကိုအောင်လန်းကမရမကထိန်းချိုးတော့မှမှုလို့ပဲ။တောင်းပါပြီပါကြီး။သူတော်အခုကိုပဲခီးစတင်ပါမယ်။အေးအကောင်းဆုံးသာ စီရင်ဆုံးမခဲ့ပါသူတော်။ဟုတ်ကဲ့ပါပါကြီး။ဦးစတီကြီးကထိုင်နေရာကနေထားလိုက်တယ်။သူတော်လည်းထားရလိုက်တယ်။နှစ်ယောက်သားဇေဒီကလေးရဲ့အင်္ဂါတောင်းစီကိုရောက်ချိန်ဦးစတီကဇေဒီကလေးကိုဥခိုက်ဝတ်ပြုတယ်။ဝတ်ပြုလို့ပြီးစည်းချိန်လဲကြရောဦးစတီဟာဇေဒီကလေးရဲ့ပရဝံတောင်းတနေရာစီကိုလှမ်းသွားပြီး ဖြတ်ကနေကွယ်ပြောင်သွားခဲ့ပါတော့တယ်။ဦးစားဒီကြီးပြန်သွားတာနဲ့သူတော်ဟာလေလဂိုနီယာစီကသူ့ရဲ့လွယ်ကြီးကိုကောက်ယူလိုက်တယ်။ဇေဒီကလေးကိုလက်ရည်တပတ်ပတ်လိုက်ပြီးပြန်ထွက်လာချိန်မှာတော့သူတော်ဟာရုပ်ကြီးအတွင်ကွယ်ပြီးအပြစ်စီရင်ခံရရာသူ့ရိုးအတွင်နဲ့ပြန်လည်ထွက်ပေါ်လာခဲ့ကဇေဒီကလေးရှိနေရာကနေမြောက်ရဲ့စူးစူးစီကိုအပြေးထွက်ခဲ့ပါတယ်။သူတော်ဟာအပြစ်ဒဏ်စီရင်ခံရမှုအတိုင်းသူ့ရိုးအတွင်နဲ့၃ရက်တိတိခရီးအပြင်းကိုမနာတဲ့နှင်ခဲ့ရတယ်။ သုံးရက်ပြည့်တဲ့ညနေဆောင်မှာတော့ပြည်သားရွာစီကိုရောက်လိပြီးအချင်းကိုတွေ့ကြည့်ရယ်။ဒါပြင်းလေးကမနေ့ဖြန်မှဆိုတော့အချင်းကြံသေးတာမို့ရွာထိတ်ကဇီးရစီမှာသူတော်ဝင်ရောက်ပြီးအိတ်ဆက်လေတယ်။ခရီးပန်းလာတာမို့သူတော်ဟာခေါင်းချလိုက်တာနဲ့နှစ်ချိုက်စွာပဲအိမ်မော်ကြခဲ့ပါတော့တယ်။သူတော်တယောက်အိပ်ပျော်ရွာကနေငိုတန်တစ်ခုကိုကြားမိတာကြောင့်လန်နိုးလာရတယ်။နုံနိုးချင်းမှပဲငိုတန်ရှင်ဟာသူနဲ့တိမ်မလန်းရစီကနေငုံလေးရာဖြစ်ကြောင်းသိလိုက်ရတယ်။ သူတို့တစ်ဖက်စီလှည့်ပြီးပြန်လဲအိတ်ဆက်ဖို့စ조사လိုက်တယ်။ငူတန်ကတော့အစမပြတ်ထွက်နေစေပဲ။သူတို့လည်းငူတန်ကိုနားပိတ်ပြီးမရမကပြန်အိတ်တယ်။မိကနေအိတ်ပြော်သွားတယ်။ဒါပေမဲ့တရေပြန်လို့လာချင်းကြတော့ငူတန်ကထွက်ပေါက်နေစေမှုမဖြစ်တော့ဘူးဆိုပြီးထထိုင်လိုက်တယ်။အပြင်ကလင်းရှင်းနေတဲ့လားရောင်အောက်ကငူတန်ရှင်ကိုလှမ်းကြည့်လိုက်မိတယ်။ငူတန်ရှင်ကထိုင်နေတာတော့အရက်ကသူတရက်စာလောက်ရှိပြီးလားရောင်အောက်မှာထိပ်ပြောင်ပြောင်ကိုလည်းတိသာစွာမြင်ရလေတယ်။ ဒါဘိုးပြောတယ်တဆေကြီးမောင်နီပဲသူတို့ရေိုးလိုက်မိပြီ သူဖေးကူရမယ်သူလက်လူချူမိတယ်သူ့အပြစ်အတွက်ဘသူများတီတော်လီတလဲဆိုတဲ့အတွင်နဲ့မလုံးမလဲဝေးဝိုင်ကြည့်လိုက်တယ်ဘသူမှအတိနေရှိမနေဘူးဆိုတော့မှသူတို့လဲတကူလဲကျင်းက်စွာပြုံးလိုက်ပြီးထန်ရကထကတဆေကြီးစီကိုတွားလိုက်တယ်သူတို့ကသူ့စီတက်တက်မက်မက်ကြီးလာနေတာမြင်တော့တဆေကြီးရဲ့ငုံနေမှုကတီကနေရက်သွားတယ်ပြီးတော့သူတို့ကိုအန်အားတင့်တယ်လို့ကြည့်နေတယ်ဟေ့တဆေကြီး ဟင်သူတော်ကခေါ်လိုက်တော့တစေကြီးဟင်ကနေဖြစ်သွားတယ်ပြီးတော့ဝန်သာအဲကနေမင်းမင်းကငါ့ကိုမြင်တယ်လားဟင်မြင်တာဗောဟုတ်လားဒါဖြစ်မင်းမင်းကငါ့ကိုမကြောက်ဘူးလားဟိုဘာလို့ကြောက်ရမှာလဲငါသူတော်ကနတ်သားလေနင်းကတစေကြောက်เสียအောင်တပြားသားမှမရှိဘူးမင်းကနတ်သားဟုတ်သလားဟုတ်တယ်ငါသူတော်လေးကနတ်သားလေးပဲ အခုလဲငါသူတော်လေးရဲ့ဆရာအချင်းဘိုးတရားကစေပါလို့နင့်ကိုလာကူတာဘလို့အစီကြီးစီကဝန်တာအဲလဲမေးတန်ကြီးနင်းကြုံနေရတဲ့အောင်လန်းကောင်ကိုငါသူတော်နှစ်သားလေးကရင်ဆိုင်ဖြည့်ချင်းပေးမယ်လေအိုးကျေးဇူးတင်လိုက်တာဗျာအစီကြီးကဝန်တာအရာပြောရင်မျက်ရည်တွေကိုတုပ်လိုက်တယ်သူတော်ကတစီကြီးနားစီမှာဝင်ထိုင်လိုက်တယ်ပြီးတော့တစီကြီးကိုမုံကြည့်လိုက်ပြီးနင်းခန္ဓာကိုယ်ကဒီထက်သေးလို့ရသေးပါဦး မော်ကြည့်နေရတာညောင်းလုံးလို့မရတော့ဘူးအစကလေးကဒီပုံစံကိုကြီးလို့လည်းမရတလို့သေးလို့လည်းမရဘူးအော်ဒါနဲ့ငါ့ကိုဘယ်ကဘလို့လာကူညီတာလဲအေးမဟုတ်ဘူးဘိုးတရားကဆိုတော့တကယ်တရားမင်းကငါ့ဖြစ်တွေကိုသိနေလို့လားသူတော်ကခေါင်းကိုရမ်းလိုက်တယ်ဘယ်ကသာလဲစေကြီးဟာဘိုးတရားကဆိုတာအေးဘိုးတရားလို့ပဲတီးထားပါငါသူတော်လေးကိုတော့နှစ်သားလေးလို့တီးထားပါ ။သူတို့ရဲ့အပြောပြူးကြောင်းတဆေကြီးပါရဲလိုက်တယ်။ပြီးတော့တဆေကြီးကငါလည်းအခုမှပဲရဲမိတော့တယ်။သူတို့ကတဆေကြီးကိုမောကြည့်လာတယ်။음နင်းကတန်ရိုးစင်တိတ်ကြီးတော်ဘူး။တဆေကြီးကတပြင်းကိုချလိုက်ပြီ။အဲ့ဒါလည်းဟုတ်ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းကကျွလို့ဖို့အခွင့်ရခဲ့ဘူးလေ။အဲ့ဒီတုန်းကတာရုခေါ်တာဘူးဘလို့မှခွန်များလောက်အောင်ကိုအာစီမိနေခဲ့ရတယ်။ ဘလို့ဖြစ်တာတုံးအမြတိုင်းပေးသူရောဘလို့ပုတ်ကိုယ်တုံးငါနေတဲ့တုတ်တန်ဟောင်းစီမှာဒူတင်လားဆောင်တဲ့ဖုန်းကြီးတပပဲဖုန်းကြီးနီးမှငါနေရင်အမြဝင်ချိန်တိုင်းတာရုခေါ်ဘူးစူးစားတယ်ဘလို့မှခွန်များလောက်အောင်ပဲဖြစ်ခဲ့ရတယ်သူရောစိတ်ထဲဘိုးစရာပြောတဲ့အစီရင်ဆိုတာကိုသတိရမိသွားတယ်ဩရပြီရပြီနင်ကတကယ်ကျုပ်လို့ချင်တယ်ဆိုအဲ့ဒီအတွက်လဲငါသူရောကကူညီပေးနိုင်ပါတယ်စိတ်ကတော့နှစ်ခွာဖြစ်နေတာပါပဲ တစ်ဖက်ကကျုပ်လို့ချင်တယ်တစ်ဖက်ကမိငယ်ကိုဒီဘဝအတိုင်းမထားခဲ့ရဲ့ပြန်ဘူးနင့်မှာပစ္စည်းဥစ္စာတွေတိုးဝဲထားတာရှိတယ်လို့ငါသူတော်လေးသိထားတယ်အဲ့အရာတွေကိုရောဆွဲလန်းစိတ်ဖြစ်နေမိသေးလားအစေကြီးကခေါင်းကိုခါရမ်းလိုက်တယ်အဲ့အရာတွေကနောင်ပိတ်တော်မူလာမယ်မျက်စွာပြားကိုရည်စူပြီးညှို့နှံခဲ့တာဆိုတော့မမောမှုမရှိတော့ပါဘူးဟိုအောင်လန်းကောင်လူမတမာသူလက်ထဲကိုရောက်မှကူတော့စိုးရိမ်မိတယ်အဲ့အရာတွေအတွက်တော့မပူပန်ပါနဲ့တော့လေ ငါသူတော်နှစ်သားလေးရှိနေပြီပဲကိုအခုတော့မပူတော့ပါဘူးအခုနှစ်သားလေးလို့ပြောနေတယ်မင်းကတာမန်မဟုတ်ဘူးဆိုတာငါသိတယ်။ကောင်းတဲ့သူဆိုတာလည်းငါသိတယ်။ဒါကြောင့်စိတ်အေးရပြီ။လုံခဲ့တဲ့ရက်တွေကတော့တကယ်ကိုစိတ်မအေးရဘူး။မိငယ်ကိုရောင်းချလိုက်ပြီဆိုတဲ့အချိန်မှာကဲတင်ဖို့စူးစမ်းမိရကနောက်ပိုင်းပြဿနာတွေကတောက်လျှောက်ကိုတက်လာခဲ့တာ။ငွားပွဲစားတွေကိုအကူအညီတောင်းဖို့စူးစမ်းမိရင်သူတို့ကကြောက်လန့်ပြီးထွက်ပြေးကြတယ်။မိငယ်ကိုအောင်လန်းကောင်ကမရမကဝဲသွားတော့ နွားပွဲစားကိုထပ်ပြီးတော့အကူအညီတောင်းဖို့စူးစမ်းမိပြန်တယ်။မရပြန်တော့တူအောင်လုံးကလူတိုင်းလူတိုင်းကိုအခွင့်အရာတိုင်းအကူအညီတောင်းဖို့စူးစမ်းမိပြန်တယ်။ဘသူ့ကိုပဲအကူအညီတောင်းမိတောင်းမိသူတို့ကငါ့ကိုကြောက်နေကြတယ်။ငါပြောတဲ့စကားကိုသူတို့နားမလဲပဲဖြစ်နေကြတာလားတော့မသိဘူး။သူတို့တစေကြီးကိုတော်လေတနာမိသွားတယ်။သူခမရဘွားဟောင်းကဇနီးအတွက်ပူပန်မိရင်အားလုံးကိုအကူကြီးတောင်းနေချမိတာ။ဒါကိုတာမန်လူတွေအဖို့တော့ချောင်းလန့်တယ်ပဲထင်မိကြပြီးကြောက်လန့်နေကြတာပေါ့။ တဲပါလီငါသူတော်လေးနင်းကိုကူညီဖို့ရှိနေပြီပဲကဲကဲအခုတော့နားလိုက်တော့မနှက်ပြန်ကြရင်တော့ငါသူတော်လေးနင်းကိစ္စအတွက်ကိုအကောင်းဆုံးကူညီပေးမှာပါကျေးဇူးတင်ပါတယ်ဗျာတဆေကြီးဟာပြောပြတာနဲ့နေရာမှာနေပဲလဲခွေလိုအိတ်ဆက်လေးတယ်သူတော်ကတော့ဇေယသေးကိုပြန်လာခဲ့ပြီးအိတ်ဆက်လိုက်တာပေါ့နောက်တနေ့မှာတော့တဆေကြီးဟာဇေယနားမှာပဲတနေုံရှိနေတယ်သူတော်ကတော့ရွာလေးစီကိုတစ်ခေါက်ဝင်သွားသေးတယ် ရွာထဲမှာတောင်းကျမ်းနေတဲ့တစေကြီးကိုသူဆုံးမလိုက်ပြီဖြစ်ကြောင်းလိုက်လံပြောပြတယ်။ဒါပေမဲ့လေသူယူစကားကိုတော့ဘသူကယုံပါမလဲ။သူတော်ကတော့သူပြောစရာရှိတာကိုပြောခဲ့ပြီးခလေးတွေအကြခုံပေါက်ပြောရှင်ခဲ့ကမုတ်တွေဝေပေးပြီးညနေဆောင်မှ ZSC ကိုပြန်လာခဲ့လိုက်တယ်။ ZSC ကိုပြန်ရောက်တော့နေဝင်ဒီရောရှိန်တော်ဖြစ်နေကြပြီ။တစေကြီးအနေနဲ့လည်းမျှော်ရတာလေပင်းညောင်ရီဦးလိုဖြစ်လူလူဖြစ်လိမ့်ပြီ။သူတော်ကမြင်တော့တစေကြီးအလိုမင်းဝမ်းသာသွားတယ်။သူ့ရဲ့ကြီးကိုမှလည်းအာမနာ။ ခုံတော်ခုံပေါက်လိုက်သေးတယ်။ပြန်လာမယ်ဆိုတော့သိပေမဲ့ဘယ်ချိန်ပြန်လာမလဲညွန်နေရတာကျေးဇူးရှင်ရေ။အိုးပြန်လာမှာပေါ့တစေကြီးရေ။ခဏကြာရင်ဟိုအောင်လန်းကောင်ကငါ့ကိုခေါ်တော့မှသူတော်နေသားလေးရ။ဟင်။တစေကြီးကနေသားလေးလို့ခေါ်တော့သူတော်တယောက်ထိမှတ်မထားတာမူအာတင်သွားတယ်။ပြီးတော့မှဘဝင်ခွေသွားလိမ့်ပြီ။ငါသူတော်လေးကိုနေသားလေးလို့ခေါ်တော့ကျင်နဲ့လိုက်တာ။ကဲကဲကြပါလေ ို့လူရုပ်မှခေါ်တာကိုစောင့်မနေတော့ဘူးတွားကြစို့လားချက်ချင်းကိုပဲတွားမဲ့ဖြစ်သွားတဲ့သူတော်ကြောင့်တစေကြီးရုံတရက်တော်ကြောင်းအန်းတွားရတယ်ဒီအချိန်မှာ သူတော်ကတော့အွန့်လက်မြင်းကိုခွာစီပြီးသဆုံပေါက်လို့ပြည့်ထွက်သွားခဲ့လိမ့်ပြီးဥမွေမောင်တရားငုတ်ဆိုင်ပြီးရှီထားတဲ့နွားဖြူဖြူကိုတစ်ချက်ကြည့်ပြီးပြုံးလိုက်တယ်ဒီနွားဖြူကိုအကြောင်းပြုလို့မနှက်ပြန့်ဆိုရင် သူဟာလူချမ်းသာတရားကိုဖျားရတော့မယ်လေဒီအတွက်ကိုဥမွေမောင်အလိုမင်းသဘောကျကျင့်နေမိတယ်လက်ရှိတော့လုံးဆရာရှိတာတွေအတွက် အရာရာကိုကြိုတင်စီစဉ်ပြီးပြင်ဆင်ထားပြီးပြီအချိန်ကြောက်ဖို့ပဲကြံတော့တယ်အချိန်ကြောက်တာနဲ့ဟိုတစီကောင်ကိုခေါ်ပြီးငေါဖြူကောင်နဲ့အကြက်ကင်လို့လိုချင်တာကိုတောင်းဆိုဖို့ပဲရှိတော့တယ်စစ်ပိုးလေးကြီးတလေးကိုထုတ်ယူလို့ဥငွေမောင်ဖွာချလိုက်တယ်ပြီးတော့ငေါဖြူကောင်ကိုငေးဆိုင်ကြည့်ရင်စိတ်ကူးရရင်နေမိတယ်သူတို့အောင်လဲပညာတွေဟာပညာမွေကိုဆရာကမပေးခင်တဘောအစာလုံးလက်တိတ်ဆုံးယုတ်တဲ့အကြောင်းကိုအရင်ဆုံးအသိပေးခဲ့တယ်နေစရာအဆင်ပြေအောင် ဝမ်းဝယုံလောင်တဲ့သာတင်းတင်းရမယ်လို့လည်းသတိပေးတယ်။ဒါကိုလက်ခံနိုင်မှပညာယူဖို့အထူးသတိပေးပြောဆိုတယ်။ဒီအခြေအနေကိုလက်ခံနိုင်ပြီဆိုတော့မှဂရိသစ္စာပြုရတယ်။ပညာမွေကိုချပေးတယ်။ပညာကိုတက်မြောက်ပြီးနောက်ပိုင်းမှတော့ဆရာပြောတဲ့အတိုင်းတကယ့်ကိုကျုံဆုံလာရတယ်။ဘလောက်ပဲကုံယုံချပါစေအဖက်ကိုမတင်ဘူး။သူလည်းတသက်လုံးရုန်းကန်ခဲ့တယ်၊ထူးမလာဘူး။ဒါကြောင့်စိတ်ပြက်လည်းပြန်နေထွက်လာရင်ဒီရွာကိုရောက်လာမိချိန်မှာတော့အားလုံးနဲ့ဝေးရစီမှသာနေတာ။ ဘဝကိုပြေပုံကချလိုက်လို့ဆမြုပ်လိုက်ပါတယ်။အခုတော့ပြေပုံကချကာနဲ့နေထိုင်ရင်းကိုနွားတကောင်အကြောင်းပြုတစီတကောင်ကိုရှုပ်ကွိုင်ပြီးသူ့ချမ်းသာရပါတော့မယ်။ဟင်။ဘုကလာနေတာဘာပါလိ။ဦးငွေမောင်ကြည့်နေမိတော့ရွာဘက်ကနေသူ့ရှိရာကိုပြေးလာနေတဲ့လူတယောက်ကိုလှမ်းတွေ့လိုက်ရတယ်။နေနေနီးကပ်လာတော့နဘေးကနေပြေးလိုက်နေတဲ့အစေကြီးကိုလည်းမြင်လိုက်လေက။"ဩ၊ဒင်းကလက်စတတော်အာကူချလာတာကို။""အင်းလေ လာပါစီလာပါစီဒင်းအားကိုလာတဲ့ကောင်ဘလို့ဖြစ်မလဲစောင့်ကြည့်လိုက်ပို့ဦးငွေမောင်ရေဦးရင်သူထိုင်နေရနေရာစီကနေပဲတင်မလီရှိစေးလိုက်ဖွာရင်စောင့်နေလိုက်တယ်သိမကြလိုက်ပါဘူးတစ်စီအောင်နဲ့ပြေးလာတဲ့သူဟာသူ့စီကိုရောက်လာကြပြီဟာအားကိုပြီးခေါ်လာတာကအယူတယောက်ပါလားဦးငွေမောင်ပြောရင်ကသဘောကျပြီးရဲလိုက်မိတယ်အော်နေကငါသူတော်နှစ်သားလေးကိုပမာမခန့်ရဲလိုက်သေးတယ်ပေါ့လीအော် နသားလီဟုတ်ပါဟုတ်ပါနသားလီသူယူမျက်နှာကတင်းကနေဖြစ်သွားတယ်ကဲအောင်းလန်းကောင်ငါအနေနဲ့ပညာပြိုင်ဖို့ရောက်လာတာကြားတယ်လေနေပညာထုတ်တော့သူယူကစင်ခေါ်စကားဆိုးလာတယ်ဦးဝင်မောင်ကအချိန်ကိုတစ်ချက်ကြည့်ပြီးသူဆောင်ဆိုင်နေတဲ့အချိန်ကလူနေသေးတာမို့အေးကောင်းပြီလေပြန်ကြတာပို့ပြောပြောဆိုဆိုဦးဝင်မောင်ဟာမမ်းမုတ်လို့မျက်စီကိုဖနှောင်းတစ်ချက်ပေါက်ပြီး သူယူရှိရာကိုလညှိုးညွှန်လိုက်လေတယ်။ဒီခါသူနဲ့သူယူတို့အကြားကမြေထွားတွေဟာအကောင်ပလောင်တွေအများပြားတိုးဝင်ပြေးလွှားတယ်လို့ဖွားကနေဖွားကနေဖြစ်ပြီးသူယူစီကိုအလင်းမြန်တိုးဝင်သွားတယ်။ဒါပေမဲ့တစ်ဖက်ကသူယူကဒီတိုက်ခိုက်မှုကိုမျိုးစီလညှိုးညွှန်မန္တရဘုံယူလို့ရှစ်ဖြက်ပြားသွားတယ်။ဒီလောက်ပဲလား။စောင့်ကြည့်ပေါ့။ဦးဝင်မောင်ဟာပြောပြောဆိုဆိုလက်ဖြောက်သုံးချက်တီးခြားလိုက်တယ်။ဒီကနေ့အတန်နှစ်အတူဦးဝင်မောင်နောက်စီမှာ အင်တလုံးစာလောက်ရှိမဲ့ခွေးနဲ့ကြီးတကောင်ပေါ်လာတယ်။သူယူကလည်းချက်ချင်းကိုပဲမန်နေယူလိုက်တော့ရွှေအောင်တောက်တောက်နဲ့အလွန်ကြီးမားတဲ့ကြားကြီးတကောင်ကသူယူအနောက်မှာပေါ်လာခဲ့တယ်။ကြားကြီးကထွက်ပေါ်လာလာချင်းမှပဲသူယူနောက်ကနေခုံထွက်ပြီးဥွင့်မောင်ရဲ့အနောက်ကခွေးနဲ့ကြီးကိုအပြေးခုံအောင်တယ်။ခွေးနဲ့ကြီးကလည်းမခေကြားကြီးစီကိုခုံဝင်လာတယ်။နှာခေါင်သာကိုက်ခဲတပုတ်ကြတယ်။ဒါပေမဲ့လည်းအချိန်ဘလောက်မှမကြဘူး။ကြားကြီးလက်ချက်ကြောင့်ခွေးနဲ့ကြီးဟာဘိုင်းကနေလဲကြပြီး ကြိုက်ခဲခံရရင် ဖြုတ်ခနဲပြောက်ွယ်သွားလိမ့်တယ်။ဥငွေမောင်ကအလိုမင်းဒေါသထွက်သွားတယ်။ချက်ချင်းပဲကြာကြီးစီကိုတိုင်းတော်ထက်လို့ဖို့လှုပ်လိုက်တယ်။ဒါပေမဲ့သူထိမှန်မှထားတဲ့အဲ့ဒီအချိန်မှာခွေးနဲ့ကြီးနဲ့တပ်ပုတ်ပြီးဒကောင်လေးသာကြံရစ်တဲ့ရွှေအောင်ကြာကြီးဟာသူ့စီကိုပါဝန်းခနဲခုံဝင်လာပြီးဟတ်ထိုးလို့ကိုက်ချီလိုက်တာပါပဲ။အာကဲကြပါ။ဥငွေမောင်တယောက်ကြာကြီးရဲ့ပါဇက်စီမှာတွေ့ယူတွေ့တဲ့အော်ဟေရုံးကန်ရင်ပေါသွားရတယ်။သူယူကလက်ဖြောက်တစ်ချက်တီးလိုက်တယ် ဒီခါမှတော့ကြားကြီးဟာဥမင်မောင်ကိုကိုက်ချီလို့အဝေးတစ်ဖက်က လေကွင်းနေဘက်ကိုပြေးထွက်သွားလိုရော်တယ်။ပညာပြိုင်တိုက်ပွဲရဲ့ကိစ္စဝဝဝတော့ဒီတင်ပြီးဆုံးသွားခဲ့ပါပြီ။မနက်မိုးလင်းချိန်သူယူတယောက်နွားဖြူနွားလှကိုဆွဲပြီးကြွားထဲကိုဝင်လာခဲ့တယ်။သူ့ရဲ့ဥတီယာကနွားပွဲစားထင်ကျော်ရဲ့ AC ကိုထင်ကျော်ရဲ့ AC ကိုရောက်တော့တိုက်ဆိုင်စွာနဲ့ပဲထင်ကျော်တစ်ဖြစ်လေအချင်းတေစာဘာနာဟာစွန့်ငံ့ကြွနေချိန်ဖြစ်လေတယ်။သူယူဟာသူ့ရောဝိုင်းထဲကိုဝင်လာလိုက်တယ်။ နောက်တော့အရှင်တေဇပါဏာကိုဥတိုင်ချစ်ခိုးတယ်။နောက်တော့အကျိုးကြောင့်ချောက်တင်ပြီးအရှင်တေဇပါဏာရဲ့ဒကမာကြီးလက်ထဲကိုသူဆွဲလာတဲ့နွားကိုအပ်တယ်။ဘိမဲ့လှုပ်ပေးဖို့ပြောတယ်။ပြီးတော့ရွှေလက်စုကလေးတဝင်းထပ်မှန်ပေးပြီးထိပ်ပြောင်ပြောင်တစ်စီကြီးကိုစွတ်တို့အမျှတမ်းပေးဝေဖို့ပြောကာနှုတ်ဆက်ပြီးတော့ထွက်ခွာသွားပါတယ်။ထင်းကျော်တို့ဝိုင်းထဲကထွက်လေတော့သူယူဟာတစ်ချက်ပြုံးနေတယ်။သူလှုပ်ဆောင်ရမယ့်တာဝန်ကပြီးလိမ့်ပြီ။ဒါအပြင်ညာတော့ကမကြုံမလို့အောင်လုပ်ထားတဲ့အစီရင်ကိုပဲဖြတ်ပြီးပြီမှု ဒီဒီချိန်တော့ထိပ်ပျောက်မြောင်တစေကြီးဟာတာရူကောင်းစွာကိုဆူနိုင်ပြီးကျူလိုတော့မှကိုတွေးမိခဲ့တာကြောင့်ပဲဖြစ်ပါလေတော့တယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီမှရင်ပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။နောက်နောက်မှလည်းအယူသူတော်ရဲ့အပိုင်းဆက်ဇလန်းများကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူဖြစ်ဖို့ကပဲဖြစ်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှစ်ဖြာသောဒုက္ခရုံးနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ။